်မင်္ဂလာပါရှင် ကျမကတော့ချီချိုဆက်မ DBPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါစီရီတင်မာနေတဲ့ထိုင်းမြန်မာနယ်ဇက်ကုတ်သွေးလမ်းပိုင်းမှာပြီးခဲ့တဲ့9လကျော်အတွင်းထိတွေ့တိုက်ပွဲအကြိမ်မားများစွာဖြစ်ခဲ့ပြီးစစ်တပ်ကတရာကျော်တေဆုံးကတော်လိုင်းပူပေါင်းတပ်တွေဘက်က20ကျော်ကြာဆုံးခဲ့တယ်လို့သိရပါဗျာ။ ီးခရက်စတင်မာလာကနေအော်တိုဘာလာပထမအပတ်တွင်တိုက်ပွဲပေါင်း30လောက်ဖြစ်ခဲ့ပြီးစစ်ကောင်စီကနေတိုင်းနေပါလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ကော်တူးလေတက်မရော KTLA ထိစဲမဲရွာတက်ရင်ရဲ့တာဝန်ခံတယောက်ကပြောပါတယ်။နေဆက်ကုတ်သွေးလမ်းမိုင်းပေါ်ကရှေ့တဲ့ဆင်မနာပြင်ဖြစ်တဲ့သိခိုးတေသမှာတပ်ပွဲတွေဖြစ်နေတာဆယ်လကြာရှိလာပြီးတပ်ပွဲတွေအတွင်တွန်လိုက်ပူပေါင်းတပ်တွေဘက်က ဆုံသူ25ရောက်လောက်စစ်ကောင်စီဘက်ကအသေးဆုံးသူတရားကျော်ရှိတယ်လို့မြေပြင်ကရရှိတဲ့ချက်လက်တွေအရသိရတယ်လို့သူကစက်ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ16ရက်နေ့မှာတနင်္သာရီမိုးရအောင်လမ်းပိုင်းကတိန်ခိုးကျေးရွာဘက်မှာစစ်ကောင်စီကအင်အား300ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာပြီးနောက်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်လာခဲ့တာပါရှင်။ NCA စာချုပ်ကိုပြန်လည်ပြင်ဆင်မှုမလုပ်ဘူးဆိုရင်တော့ကြံနေသေးတဲ့တိုင်းသားအဖွဲ့တွေမပါလာနိုင်သလိုရွေးကောက်ပွဲအပြီးတက်လာမဲ့အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစီအပေါ်မှာလည်းမူတည်နေတယ်လို့နိုင်ငံအသားဝိုင်းကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်တနင်္ဂနွေနေ့ပြည်ခက်တက်မှုရဲ့စေတဘောသူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ငိန်ချန်သောမြမအနာကက်တိဆောက်ချင်းအလို့ယုံဆွေးနွေးပွဲကနေနိုင်ငံရေးကဏ္ဍအတွက်အကြံပြုချက်48ချက်နဲ့ စီးပွားရေးကဏ္ဍအတွက်အကြံပြုချက်53ချက်ရရှိခဲ့တယ်လို့ထုတ်ပြန်ပေးမယ်။အဲ့ဒီအချက်တွေဟာတိုင်းသားတော်လှန်ရေးအဖွဲ့တွေလိုချင်တဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးပါတဲ့အချက်တွေမဟုတ်ဘူးလို့နိုင်ငံရေးအတိုင်းဝန်ကပြောပါတယ်။အနာသိစစ်ကောင်စီဟာနိုင်ငံတကာကနေအနာသိစစ်တပ်ကိုတိမှတ်ပြုထောက်ခံနိုင်မဲ့ဆွေးနွေးပွဲတွေတွေ့ဆုံဆွေးနွေးမှုမျိုးတွေကိုလှောက်ဆောင်နေပေမဲ့ SCA စာချုပ်အပေါ်မှာအခြေခံပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်မယ်ဆိုရင်တုတ်တက်မှုရှိလာမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။နောက်လာမယ့်အစိုးရရဲ့ဟိုမှာငြိမ်းချမ်းရေးအပေါ်မှာသူတို့ချမှတ်တဲ့အဖော်ထားလို့လေတောင်းကြည့်ဖို့လို့ဥမင်လို့မြင်တယ်။ NCA စာချုပ်တခုတည်းနေနေဟိုရှင်းကဲဘူးနဲ့လေဟိုပြပြစုံတဲ့ငြိမ်းချမ်းရေးမော်ဒယ်လကဟိုဖြစ်ဥမင်လကမနေတူပြခဲ့တဲ့ဆယ်နှစ်ပြည့်နှစ်ပလည်နေ့မှာဆွေးနွေးခဲ့တဲ့အလို့ရုံဆွေးနွေးပွဲမှာ SCA စာချုပ်ရဲ့အားနှစ်ချက်အသာချက်တွေအပေါ်မှာဆွေးနွေးခဲ့ကြပြီမဲ့အဲ့ဒီစာချုပ်ဟာတိုင်းသားတော်လှန်ရေးအဖွဲ့တွေဘက်ကအစိုးပြုလာခဲ့တဲ့အချက်တွေပေါ်မှာအခြေခံပြီးရေးဆွဲခဲ့တာဖြစ်လို့အဲ့ဒီစာချုပ်ကိုအခြေခံပြီးရွေးကောက်ပွဲအလုံးမှာပေါ်ပေါက်လာခဲ့မဲ့အစိုးရကငញ្ញန်ရေးလုပ်ငန်းစဉ်တွေကိုဆက်လက်အကောင့်ထဲပေါ်ရောက်မှာဖြစ်တယ်လို့လည်းအဲ့ဒီဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါက်တာအောင်မျိုးကပြောပါတယ်အဓိကအကြီးလေဆွေးနွေးခဲ့တာတွေကတော့နောက်လာမယ့်အစိုးရအတွက်ကျွန်တော်တို့ ိုအဓိကတော့နိုင်ငံရေးရောစီးပွားရေးရောနှစ်မျိုးနှစ်မျိုးပါပဲเนาะဘာတွေပြင်ဆင်ထားမှာလဲဆိုတဲ့အစားကြီးအဓိကပါပဲနောက်ဆုံးကတော့ဘယ်လိုလာမလဲဆိုတာဆိုတာကတော့ဟိုအန်စီဖြစ်နေတာပဲဟိုတက်မတော်ဘက်ကသဘောထားကတော့ဒီ NCO ကိုသူကခံရမှာရက်တည်ပေးထားတာပေါ့နော်အဲ့ဒီအနေထားကိုပဲ NCO ပဲကျွန်တော်အကောင်းဆုံးလို့ပဲအားလုံးအယူဆထားကြတာလေအဲ့ဒီဘောမှာပဲကျွန်တော်တို့ကအချိန်ဒီဘောမှာပဲကျွန်တော်ကောင်းမွန်ဆက်လက်ပြီးတော့တိဆောက်သွားမယ်လို့သူကအားလုံးကစဉ်းစားကြတာပေါ့နော် တနင်္ဂနွေပြုတ်ခတ်တက်ခတ်မှုရစေးသဘောတူစာချုပ် NCA ဟာစစ်တကနိုင်ငံတော်အာဏာကိုတင်းယူလိုက်တာကြောင့်ပြည့်ပြည့်သွားပြီလို့လက်မှတ်ရေးထိုးခဲ့တဲ့ကရင်မျိုးသားစီယုံခရမ်းမြူချင်းမျိုးသားတူ CNF ကျောင်းသားတက်မတော် ABSDF နဲ့ပုံမျိုးသားလက်မှတ်ရေးဖွဲ့ချုပ် PNL လို့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်အာဏာသိမ်းစစ်တပ်နဲ့ငញ្ញိုင်းလုပ်ငန်းစဉ်တွေကိုဆက်လက်ဆွေးနွေးနေတဲ့ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSSSA ကလည်း စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာကြောင့်ညဉ့်ညဉ့်လုပ်ငန်းစဉ်တွေရပ်တန့်သွားခဲ့တာလို့ပြောဆိုသလိုတုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာအာဏာသိမ်းစစ်ကောင်မရှင်တပ်တွေကမန္တလေးတိုင်းမိုးကုတ်မြို့ကိုတပေချင်းဘတ်နဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချူဘတ်တွေကနေစစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်အခုရပိုင်းတပေချင်းဘတ်မှာရှိတဲ့စစ်ကြောင်းကဝါဖြူတောင်ကိုထိန်းချုပ်ပြီးတဲ့နောက်အောက်တိုဘာ13ရက်နေ့မှာတော့ မိုးကုံမြို့ကိုသွားရလမ်းဖြစ်တဲ့ဖော့ဒေါ်လမ်းစုံကိုထိန်းချုပ်ခဲ့တာပါပါဝင်တက်ခိုင်းနေတဲ့အဖွဲ့တစ်ခုကတာဝန်ရှိသူတယောက်ရဲ့စာနဲ့ပြောပြချက်ကို DVV ကအသံစာထုတ်ဖတ်ပြထားပါတယ်ဖော့ဒေါ်လမ်းစုံကို73ရက်နေ့ညနေလောက်မှာစကားစကားပြန်ရသွားတယ်တိုက်ပွဲတွေကတော့အပြန်လှန်ဖြစ်တယ်9မိုင်6မိုင်9မိုင်လမ်းလက်ကျစ်နောက်တော့ဖော့ဒေါ်ကိုရသွားတယ်သူတို့ဘက်ကတဖြည်းဖြည်းချင်းတိုးလာတာဒီဘက်ကလည်းမန္တလေး PDF မိုးကုတ်ဗျူဟာ ်ပြုံးလွင် KI တတွေ PLA TNLA ပါဝင်အဖွဲ့စုံဝိုင်းပြီးတော့တိုက်နေကြတယ်ရန်သူဘက်ကလည်း Wine Trail drone တွေနဲ့ပုံချစ်တာတွေလက်နက်ကြီးငယ်အစုံကြီးကျောင်းကနေလည်းပစ်တာတွေပါတယ်အင်အားအတော်များတယ်ဖော်တော်လန်းစုံဟာမိုးကုတ်မန္တလေးကားလမ်းပေါ်မှာတရှိပြီးမိုးကုတ်ကို44မိုင်တပည့်ချင်းမျိုးနဲ့ဆိုရင်10မိုင်ဝန်းကျင်စင်ကူးနဲ့ဆိုမိုင်30ဝန်းကျင်နဲ့ ၎င်းမြို့ကိုတွိုင်းတော့မိုင်90အကျော်မှာတည်ရှိပြီးလမ်းပန်းဆက်သွယ်ရေးနဲ့စစ်ရေးအရာအချက်အချာနေရာတစ်ခုဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်တပ်တွေဟာဖော်တော်ကိုကြောမလာသေးပဲတိုက်ပွဲတွေကြောင့်အနီးဝန်းကျင်ကရွာတွေဖြစ်ကြတဲ့လမ်းလေကျင့်တဲ့ဇယက်ကွင်းလိုရွာကန်တွေစစ်ပေးရှောင်နေရပါတယ်။နောင်ချိုဘက်ကစစ်ကြောင်းကတော့မုတ်ကုတ်အတက်လမ်းစာဖြစ်တဲ့ရန်နာသိမ့်ကြီးမိုင်အထိကနေရှေ့ဆက်မတိုးနိုင်သေးတဲ့အကြောင်း ရှီရန်နဲ့အဆက်အသွယ်ရှိတဲ့ဒေသခံကအောက်တိုဘာ15ရက်ညနေပိုင်းမှာပြောပါတယ်။ဟုတ်တယ်ယရနာတင်ကြီးကနေဒီဘက်အပေါ်ဆက်မတိုးနိုင်တော့ဘောသူတို့ဟုတ်ဟော်တော့ကြော်လို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကြော်လဲဘိန်းတို့ညောင်မင်သားတို့ရှိတယ်ဗောဗျာဟုတ်အဲ့ဒီရွာလေးတွေရှိမယ်ရွာလေးတွေကနေအပေါ်တောင်မဆက်တလာမှာစိန်ကုန်းတို့ရှင်ညောင်မင်တို့အဲအဲ့အုံနံတို့ပေါ့နော်အဲ့ဘက်တူရောက်မှာဝေးတော့ဝေးပါလေတဲ့မိုင်40ကျော်ဆိုတော့လေသူတို့ရုတ်တရက်ကြီးကတော့မဟုတ်ဘူးနေချင်းညချင်းကတော့ပြန်တော့စစ်ကြောင်းမထိုးနိုင်ဘူးကွာ ဓာတုပါပဲပြီးခဲ့တဲ့ရက်တည်းဖော်တော်လန်းဆောင်ကဒေသခံ၁၀ရောက်ထက်မနည်းကိုစစ်တပ်ကပြစ်တက်ခဲ့ကြောင်းနဲ့ဒရုန်းဘုံကျဲချတာကြောင့်အမျိုးသမီး၃ယောက်သေဆုံးကြောင်းသတင်းတွေထွက်နေပြီးမဲ့ DVV ကအသေးစိတ်စုံစမ်းနေတုံဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်ပဲမိုးကုတ်မြို့ကနေထပ်မံဆစ်ဆောင်ကြသူတို့အနှဲငယ်ရှိနေတယ်လို့လေကြောင်းဘုံကျဲတာနဲ့စစ်ဘေးသံတွေအပြင်အခုထပ်ပြီးမန္တလေးမိုးကုတ်လမ်းပိုင်းပိတ်ဆို့နေတာကြောင့်ကုန်စည်နှုန်းတွေမြင့်တက်လာပါတယ်။ ကျွန်တော်တို့မြို့မှာရှိတဲ့ကုန်တွေတွေကလည်းရှိရတာနဲ့ထုတ်မရောင်းတာလားဆိုတာလေသူတို့ကိုယ်တိုင်ပဲသိမှာလေအဲ့ဒီကျွန်တော်တို့စီစီလုံးကထုတ်တတ်သွားတယ်စီဝယ်မရအောင်ကုန်ကြမ်းတွေဝယ်မရအောင်စီးတွေလုံးလုံးမရအောင်ပေါ့နော်အဲဒါကလည်းပဲချိန်ကြီးဖြစ်လာမယ်မသိဘူးပြီးတော့မန်လီမုတ်ကကားကားဆိုတာငါးတိုင်းခွဲ၆တိုင်းကြီးသူဖြစ်နေပြီပေါ့နော်ပိုးဝေးလေးပြောရမယ့်ဟိုစီဝိုင်းရှင်းနေတော်တော်လေးကိုရိုင်ရိုင်သွားပြီရိုင်ထွက်သွားပြီဟာ ကုန်လုံးဟန်ဆောင်နေကြတဲ့ပုံစံမျိုးဖြစ်နေပြီးအကုန်ခက်ခဲအကုန်ကြက်သေးပုံစံကြီးရလက်ရှိမိုးကုံမြို့မှာလျှက်စစ်မီဖုန်းလိုင်းတွေမရတဲ့အပြင်ဓာတ်ဆီတလီတာကိုကြက်8000အထိ ပေးဝယ်ခဲ့ရသလိုလူသလောက်ဝယ်မရကြောင်းနဲ့မန္တလေးမိုးကုတ်ခီးဟာအရင်ကနေချင်းပြန်ရပါပေမဲ့အခုတော့နှညာအိတ်လောက်သွားနေရတယ်လို့မျိုးကန်ကဆက်ပြောပါတယ်။ဒါအပြင်လက်ရှိမြို့တွင်းဆက်လက်နေထိုင်သူတွေဟာတခြားနေရာတွေစီစစ်ဆောင်ဖို့အဆင်မပြေသူအများစု ဖြစ်တာကြောင့် တိုက်ပွဲတွေမျိုးတွေပြန်ရောက်လာမှာကိုစိုးရိမ်နေကြပါတယ်ကျွန်တော်စိုးသူအောင်ပါဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မကျေးဇူးတင်ပါတယ်ရှင်